်မင်္ဂလာပါရှင်ဒီကနေ့ကနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြံဖက်စစ်တပ်၏ဖမ်းဆီးချုပ်နှောင်မှုအတွင်ဆေးကုသခွင့်ငင်းပယ်ခံရသောမိခင်ဒေါအောင်ဆန်းစုကြည်အသက်ရှိရှိမနေနိုင်မီကိုစိုးချိန်မိဟုဒါဖြစ်သူကင်အရစ်ထုတ်ဖော်ပြောဆိုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အကြံဖက်စစ်တပ်မတရားဖမ်းဆီးချုပ်နှောင်မှုအတွင်ဆေးကုသခွင့်ငင်းပယ်ခံရသောမိခင်ဒေါအောင်ဆန်းစုကြည်အသက်ရှိရှိမနေနိုင်မီကိုစိုးချိန်မိကြောင်းဒါဖြစ်သူကင်အရစ်က အမေရိကန်ခြေစိုက် Time Magazine တွင် စောင်းပါရေးသားထားပါသည်။မြန်မာနိုင်ငံကအကျဉ်းထောင်များမှနမိတ်ဆိုးဖြင့်ကြော်ကြပြီးနိုင်ငံ၏အကျဉ်းသားနှစ်ဦးလာဆင်ထိဆုံးနေသည်ဟုလူခွင့်ရေးအဖွဲ့များကပြောဆိုထားကြောင်းဒေါအောင်ဆန်းစုကြည်အနေဖြင့်စေကူတာခွင်လွတ်လပ်စွာပြောဆိုခွင်အခြေခံလူအခွင့်အရေးများဆုံးရှုံးနေကြောင်းထို့ကြောင့်ဒေါအောင်ဆန်းစုကြည်အနေဖြင့်အသက်ရှိရှိမနေနိုင်တော့မီကိုစိုးရိမ်ကြောင်းဒေါအောင်ဆန်းစုကြည်ပြန်လည်လွတ်မြောက်ပြီးလိုအပ်နေသည့်စောင့်ရှောက်မှုများကိုရရှိနိုင်ကမကြခင်ပြန်လည်ဆုံထွေးနိုင်တော့မီဟုမျှော်လင့်ကြောင်းသူကပြောဆိုပါတယ် မိခင်ဖြစ်သူကိုပြန်လည်လွှတ်ပေးရေးတောင်းဆိုချက်မှာကိုရေးကိုရာကိစ္စသားမကကိုကျင်းတရားဆိုင်ရာကိစ္စလည်းဖြစ်ကြောင်းအမတ်တရားတာဝန်ခံမှုနှင့်လွတ်လပ်စွာပြောဆိုခွင့်မရှိသည့်မြန်မာလူမျိုးတန်း90ကျော်ဤဘဝများနှင့်လည်းပတ်သက်နေကြောင်းယခုနိုဝင်ဘာ10ရက်နေ့မှာဒေါအောင်ဆန်းစုကြည်အနိုင်ရရှိခဲ့သောရွေးကောက်ပွဲဆယ်စုနှစ်တခုပြည့်မြောက်သည့်နေ့လည်းဖြစ်ကြောင်းစစ်တပ်ကယခုအခါတူရောင်ရွေးကောက်ပွဲကျင်းပရန်ပြင်ဆင်နေပြီးကဘာကြီးအနေဖြင့်နှုတ်ဆက်မနေတဲ့ကြောင်း၎င်းကဆိုပါတယ် စစ်တပ်အနေဖြင့်ရွေးကောက်ပွဲမကျင်းပမီပြီးခင်တော်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအချင်းသားများအလုံးကိုပြည်လဲလွှတ်ပေးရမည်ဖြစ်ကြောင်း၎င်းကပြောဆိုပါရယ်အသက်80ပြည့်နေပြီဖြစ်သောဒေါ်အောင်ဆန်းစုကြည်အနေဖြင့်နှလုံးတဖုံးနှင့်အယိုးရောဂါများနှင့်ပတ်သက်သောကျန်းမာရေးဆိုင်ရာဝေဒနာများခံစားနေရကြောင်းရခင်ကအချုပ်အနှောင်ကြခံခဲ့ရသည့်အခြေအနေများနှင့်မတူကြောင်းရခင်နေအိမ်အကျေချုပ်ကာလကနေအိမ်တွင်နေထိုင်ရပြီးမိသားစုနှင့်ဆက်သွယ်ခွင့်ရရှိကြောင်းယခုအခါမိသည့်နေရာမှမသိသည့်နေရာတွင်ချုပ်နှောင်ထားကြောင်း ရခင်ကခရစ်မတ်ကိုပင်ဖခင်အကုန်မိခင်တို့အတူတကွရှိနေ권ရရှိခဲ့ကြောင်း Kim Eric ကဆိုပါတယ်။ဆက်လက်ပြီးတပတ်တွင်နေရီကန်တိုက်ပွဲမှထွက်ပြေးလာသည့်အကြံဖက်စေအုပ်စုမှစစ်သား၁၀ယောက်ကျော်ကို AA ဖမ်းမိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရခိုင်မကွေးအဆက်ရှိုးပေါ်တွင်တပတ်တွင်နေရီကန်တိုက်ပွဲမှထွက်ပြေးလာသည့်အကြံဖက်စစ်သား၁၀ယောက်ကျော်ကိုအာရကတပ်တော် AA ကဖမ်းမိထားကြောင်းသတင်းရရှိပါသည် သူတို့ကိုယခုနိုဝင်ဘာပထမအပတ်အတွင်းအေအေကဖမ်းမိထားသည်ဟုစစ်ရေးသတင်းရင်းမြစ်တအုပ်ကသတင်းဌာနကိုပြောပါတယ်။ဒီလအတွင်းမှာပဲတခါတည်းအုပ်စုလိုက်ဖမ်းမိတာတော့မဟုတ်ဘူး။ဟိုတယောက်ဒီတယောက်လို့ပြောလို့ရတယ်။နေအီကန်တောင်ပြူဟာကနေအောက်ကိုဆင်းလာတာလည်းပါတယ်။တိုက်ပွဲတွေအတွင်းကနေပြေးလာတာလည်းပါတယ်။လက်လက်တွေလည်းပါတယ်ဟုပြောပါတယ်။အကြံဖက်စစ်သားအများပြသည်လဲအေအေနှစ်ဒေါ်လာရေးတက်ဖွဲ့များထံဖမ်းဆီးခံရသည်ဟုမြေပြင်သတင်းရင်းမြစ်တအုပ်ကသတင်းဌာနကိုပြောပါတယ်။ပစီဘက်မှာအဖမ်းခံရတာတွေ၊ဂုတ်ကြီးဖက်တွေ၊နေရီကန်တောင်တလျှောက်ပုံ ထွက်ပြေးရင်အေအေနဲ့တွေ့ရင်အဖမ်းခံရတယ်ဟုပြောပါတယ်။ရှက်ခိုင်းမကွေအန်ယူဘော်ကနိုင်ရကံပြူဟာကုံတို့စစ်ကူလာသည့်အကြမ်းဖက်စစ်တပ်တပ်ဖွဲ့ဝင်26ဦးကိုအရှင်ဖမ်းမိပြီးလက်နက်ခဲယံတချို့ကိုပါဒိန်းစီရရှိခဲ့သည်ဟုချင်းကောက်ွယ်ရေးတပ်အရှို CDF အရှို့ကနိုဝင်ဘာ2ရက်တွင်သတင်းထုတ်ပြန်ခဲ့ပါတယ်။ကစင်ကလေးအထွက်ပြေးမှုများလာရမှအော်တိုဘာလ18ရက်နေ့တွင်အချို့သောနေရာများ၌စစ်ကော်မရှင်တပ်ဖွဲ့ဝင်ချို့သည် AA ထံတွင်အလံဖြူထောင်လက်နက်ချကအလင်းဝင်ရောက်လျက်ရှိတဲ့ကဲ့သို့ အချို့ကိုတိုက်ပွဲအတွင်းလက်ရဖမ်းဆီးမှုများလည်းရှိသည်ဟုရှင်းနေတွင် AA ကထုတ်ပြန်ခဲ့ပါတယ်အာရကတတော်အနေဖြင့်မိမိတို့ထံသို့အလင်းဝင်ရောက်လာခဲ့ကြသောသူတိုင်းကိုစေတုံပန်ဥပဒေနှင့်အညီကောင်းမွန်စွာပြုစုဆောင်ရှောက်ပေးထားလျက်ရှိသည်ဟုဆိုပါသည်။ထို့ကြောင့်ဖက်စစ်အကြံဖက်စစ်ကော်မရှင်၏မတရားသဖြင့်စစ်မှုထမ်းရန်စူးစောင်းခြင်းခံရသောသူများအနေဖြင့် AA နှင့်အနီးဆုံးနေရာများသို့ဆက်သွယ်၍အချိန်မရွေးလည်နှင့်ချအလင်းဝင်ရောက်နိုင်ကြောင်း AA ကအသိပေးထားပါသည်။ ်အမ်ဘရန်လန်ပေါ်တွင်နေ့စဉ်လိုလိုတိုက်ပွဲဖြစ်ပွားလျက်ရှိပြီးအချမ်းဖတ်စစ်တိတ်စစ်ကြောင်းတချို့မှလည်းတက်ပြိုကာဖွက်ပြေးနှောက်ဆုပ်နေရသည်ဟုသိရပါတယ်အချမ်းဖတ်စစ်တပ်ဘက်မှအထိနာအကြဆုံးများတော့လဲအင်အားများထပ်မံပြေးကစစ်ကြောင်းအင်အားအလုံးရင်ဖြင့်နေရီကန်ပြူဟာတို့ရောက်အောင်ထိုးပေါက်ကြိုးစားလျက်ရှိကြောင်းသိရပါတယ်ရှင်ပြင်းနရီကန်တောင်ကျောတွင်ဖြစ်ပွားနေသည့်တိုက်ပွဲများတွင်အကြံဖတ်စစ်တပ်ကလေကြောင်းကိုအဓိကထားဖြစ်ကူပေးလျက်ရှိပြီးနေရုံညပါဘုံကျဲတိုက်ခိုက်လျက်ရှိကြောင်းသိရပါသည် အကြံဖတ်စစ်တပ်သည်နေရီကန်တောင်လီချောင်းရံပြူဟာစက်ခန်းကိုစစ်ကြောင်းများစုဖွဲ့ပြီးအသေးအံထိုးပေါက်ရတွင်ရှင်းနေချိန်ထိထိုးပေါက်မရောက်နိုင်ပဲဖြစ်နေသည်ဟုသိရပါသည်ဆလဘီအကြံဖတ်စစ်တပ်ရွှေကောက်ပွဲကိုထောက်ခံသောလှုပ်ရှားမှုကမ်ပိန်းကိုမကြာမီထုတ်လွှင့်နိုင်ရေးအမှုပညာရှင်များနှင့်အစိုးရများကိုစစ်ကော်မရှင်က PRP တက်တုပ်ရိုက်ခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည် အကြံဖတ်စစ်တဲ့ရွေးကောက်ပွဲကိုထောက်ခံသောလှုပ်ရှားမှုကမ်ပိန်းကိုမကြာမီထုတ်လွှင့်နိုင်ရည်အမှုပညာရှင်များနှင့်အဆိုတော်များကိုစစ်ကော်မရှင်က PRP တက်တုပ်ရိုက်ရိုက်ကူးရေးလှုပ်ခိုင်းနေကြောင်းအမှုပညာရှင်အတိုင်းဝိုင်းကပြောဆိုပါတယ်။အဆိုပါရွေးကောက်ပွဲထောက်ခံရေးလှုပ်ရှားမှုကမ်ပိန်းကိုရိုက်ကူးပေးရန်အကြောင်းမပြတ်သောမြင်သမီးဖွဲ့ဖွဲ့မော်ဒယ်မင်သားအလင်းဟောင်တို့ကိုစစ်တပ်ကခေါ်ယူစစ်ဆေးမေးမြန်းမှုလှုပ်ဆောင်ကရိုက်ကူးရေးတွင်ပါဝင်ပါမည်ဆိုသောခန့်ဝင်ကတိဖြင့်ပြန်လည်လှုပ်ပေးခဲ့ကြောင်းသိရပါတယ်။ခွေးခွေးကမေမျိုးမှာမတန်မရာဆိုတဲ့ရုပ်ရှင်ကားကြီးရိုက်နေတာ အဲ့ဒီအချိန်မှာစကမကရိုက်ဖို့ခေါ်တာအဲ့ဒါဖုံးလဲမကင်အကြောင်းလဲမပြန်လို့မိမျိုးကနေရန်ကုန်အထိရဲတွေနဲ့လာခေါ်သွားတာမိမျိုးရဲစခန်းမှာမလုပ်ဘဲအတင်းရန်ကုန်ခေါ်သွားတာပြီးတော့ခေါ်ယူစစ်ဆေးတာကိုဘာခဲခဲရှိလို့လဲဆိုတဲ့အပေါက်မျိုးနဲ့ BBC မှာပြန်ကြားရေးမှာပြောထားတယ်အမှန်ကအတင်းအချက်ကိုရဲတွေနဲ့ခေါ်သွားတာပြီးတော့ခံဝင်နဲ့ရိုက်ပေးပါမယ်ဆိုပြီးလွှတ်ပေးလိုက်တယ်ဟုအမှုပညာတိုင်းဝိုင်းကပြောပါတယ် လက်ရှိတွင်စစ်တပ်ရွေးကောက်ပွဲထောက်ခံသောကမ်ပိန်းအတွက်အမှုပညာရှင်များအဆိုတော်များကိုပါစာသားများကိုရှုပ်ပြီးရိုက်ကူးရေးလှုပ်ပေးနေရကြောင်းလက်ရှိဖွေဖွေဝိမုံရွှေကြီးခိုင်တင်ကြီးတိုင်ရွန်ထူအောင်ပါဝင်အမှုပညာရှင်များအများစုပါဝင်ကြောင်းစစ်တပ်ကအမှုပညာရှင်များကိုဖိအားပေးရာတွင်ပုံမှန်ညီနိုင်မှုမျိုးမဟုတ်ပဲအလွန်ပြင်းထန်သောဖိအားပေးမှုမျိုးလုံးဆောင်နေကြောင်းသိရပါတယ်။ထောင်ကျပြီးလူငယ်တက်တာနဲ့ပြန်လွတ်ထားတဲ့အဆိုတော်တရုတ်ဆောင်တွေအခုရွေးကောက်ပွဲထောက်ခံကမ်ပိန်းမှာမပါရင် ထောင်ကျွေးပြန်ဆက်ရမယ်ပြီးတော့ရွှေကောက်ပွဲနောက်ဆက်သူများဥပဒေနဲ့ပါအရေးယူမယ်ဆိုပြီးထိန်းချုပ်မှုတွေရှိတယ်လို့သိရတယ်ဟုရန်ကုန်အခြေစိုက်အမှုပညာရေးရသတင်းထောက်တအူးကဆိုပါတယ်အကြံဖတ်စစ်တိုက်အလေအညာ ጓ ရာဖြန့်ရွှေကောက်ပွဲနဲ့ပတ်သက်တော့ခေတ္တမိုင်းကိုတုံးဆိုင်မိသူများဇလတ်နှင့်တရုတ်ဆောင်များကိုပြည်သူများကဝိုင်းဝန်းဆန့်ကျင်သပိတ်မှောက်မှုအချိန်တက်လာချိန်တွင်စစ်တပ်ကအခြားသောအမှုပညာရှင်များနှင့်တရုတ်ဆောင်များကိုပါဖိအားပေးလာခြင်းဖြစ်ပါတယ်ခေတ္တမိုင်းကိုတုံးဆိုင်မဲ့သူများရွေးကောက်ပွဲဆိုင်ရာအလေအညာ ጓ ရာဖြန့်ဇလတ်ကို လူမှုကွန်ရက်မှတက်ဆင့်အဝေးပန်တီဟုဆိုကဒါရိုက်တာမိုက်တီခတန်ထွန်းစောဇဘုတ်တယုတ်ဆောင်ကျော်ဝင်းထောခကျော်မင်းထွန်းနဲ့ဟာတာတယုတ်ဆောင်အုံတိုင်းခစောမြင်းဒါရိုက်တာအောင်ချမ်းလူရုပ်ရှင်ဒါရိုက်တာတက်လွင်ခစကူထွန်းတက်လွင်တို့ကိုစစ်တပ်ကဖမ်းဆီးထားပြီးရွေးကောက်ပွဲနောက်ဆက်သူများဥပဒေဖြင့်အမှုဖွင့်ထားကြောင်းသိရပါတယ်ရှင်ပြင်အမှုပညာရှင်များနဲ့တရုတ်ဆောင်များအစိုးရများကိုစစ်တပ်ထံသို့ကြိုတင်အကြောင်းကြားခြင်းနှင့်ခွင့်ပြုချက်မယူပဲပြည်ပသို့ထွက်ခွာခွင့်မပြုတော့ကြောင်းပြည်ပထွက်ခွာမည်ဆိုလျင်ခွင့်ပြုချက်ယူရမည်အပြင် ပြန်လာရန်ကိုလည်းခတိခံဝင်ချက်ထိုးရမည်ဖြစ်ကြောင်းအကယ်၍ခွင့်ပြုချက်မရှိဘဲပြပထွက်ခွာရန်ကြိုးစားပါကလေစိမ်းမှလှည့်ပြန်ခိုင်းမည်ဖြစ်ကြောင်းလက်ရှိတွင်လေစိမ်းမှလှည့်ပြန်ရသောအမှုပညာရှင်များရှိနေကြောင်းစစ်လော်ဘီအစိုးရယုံလေး၏လူမှုကွန်ရက်တွင်ဖော်ပြချက်နှင့်ပြပထွက်ရန်ညှိစုခံရသောအမှုပညာရှင်တချို့ထံမှသိရပါသည်ဆက်လက်ပြီးသမရအဝင်းမြင့်ရဲ့84နှစ်ပြည့်မွေးနေ့ NUG ဂုံပြုစုတောင်းနေဆိုတဲ့တဲ့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်နိုင်ငံတော်သမရအဝင်းမြင့်ရဲ့ဒီကနေ့နိုဝင်ဘာ10ရက်မှာကြာရောက်တဲ့84နှစ်ပြည့် မွေးနေ့မြတ်မှနောက်နှစ်ပေါင်းများစွာတိုင်အောင်ကိုကျမ်းမာခြင်းစိတ်ချမ်းသာခြင်းအဖျားပြားနှင့်ပြည့်စုံပါစေဟုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကဂုဏ်ပြုဆုတောင်းလိုက်ပါတယ်။သမရဦးဝင်းမြင့်ဟာပြောင်းလဲခြင်းမရှိတဲ့စိတ်တက်ခွန်အားရဲရင်တော်ကောင်းဆောင်မှုတို့နဲ့ပြည်သူတွေအတွက်တရားမျှတမှုနဲ့ဒီမိုကရေစီကိုခိုင်မာစွာခိုင်ဆွဲထားသူဖြစ်တယ်လို့ဖော်ပြထားပါတယ်။သမရဦးဝင်းမြင့်မတရားအချုပ်နှောင်ခံထားရမှုမှအမြန်ဆုံးလွတ်မြောက်ပြီးမိမိချစ်ခင်သော ပြည်သူများထံပြန်လည်ရောက်ရှိနိုင်ပါစေဟုလည်း NUG ရဲ့ဂုဏ်ပြုဆုတောင်းမှုမှာပါဝင်ပါတယ်။ ကြပြင်မြန်မာနိုင်ငံရဲ့အနာဂတ်ဒီမိုကရေစီဖက်ဒရယ်ပြည်တော်စုကြီးအောင်မြင်စွာတည်ဆောက်ရမှာချမ်းမံဦးဆောင်မှုပြုနိုင်ပါစေဟုလည်းဆုတောင်းထားပါတယ်။သမရဦးဝင်းမြင့်မွေးနေ့ဟာမြန်မာတော်လှန်ရေးအတွက်ခွန်အားသည့်မျှော်လင့်ချက်အတင်များကိုစောင့်ကျင်းပေးနိုင်ပါစေလို့လည်း NUG ကပေးပို့တဲ့ဆုတောင်းမြတ်တာလွှာမှာဖော်ပြထားပါတယ်။သမရဦးဝင်းမြင့်နဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ဟာ2021ဖေဖော်ဝါရီတရက်ကတည်းကအာဏာသိမ်းစစ်တပ်ရဲ့မတရားဖမ်းဆီးမှုခံခဲ့ရတာဖြစ်ပြီးနှိရှေထောင်ဒဏ်ချမှတ်ခံထားရတာဖြစ်ပါတယ်။ သမရဦးဝင်းမြင့်မွေးနေ့ NUG ရဲ့ဂုံပြုစုတောင်းစာထုတ်ပြန်ချက်အောက်မှာလေပြည်သူလူထုတွေကမွေးနေ့စုတောင်းစာရေးသားပြီးသမရဦးဝင်းမြင့်ကျမ်းမာဖို့အမြန်ဆုံးအချုံနောင်ကလွတ်မြောက်ဖို့စုတောင်းပေးခဲ့ကြပါတယ်။သမရကြီးခမညာနေကောင်းကျမ်းမာပါစေ။မတရားဖန်ဆီးမှုကလည်းအမြန်ဆုံးလွတ်ကင်းပါစေခမညာ။ထော်လန်ရေးလည်းအမြန်အောင်မြင်ပါစေ။မတရားအာဏာသိမ်းတဲ့သူတွေလည်းအမြန်ဆုံးနေကုန်းချုပ်ပါစေ။ကြာဆုံးပါစေ။ကြာဆုံးပါစေလို့လူမှုကွန်ရက်အသုံးပြုသူတအူကမှတ်ချက်ရေးသားခဲ့ပါတယ်။ ကျမတို့တင်ဆက်မှုကိုဒီမှာပဲရနာခွဲပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်